မင်္ဂလာပါသောသူမျိုးရေဒီချေကတော့ဂရီဖုန်းမြန်မာစာကိုတင် जा ပေးမယ်ဒီချေမှန်ဖြစ်ပါတယ်ဒီချေအခုတင်မယ့်သင်ခန်းစာကတော့သင်ခန်းစာ20အကြောင်းအရာကိုပြည့်စုံရေးခြင်းဆိုတဲ့သင်ခန်းစာဖြစ်တယ် တို့သမီးတို့ကဒီသင်ခန်းစာကိုသင်ကြားရခြင်းကြောင့်အကြောင်းအရာတစ်ခုကိုအသေးစိတ်ရေးသားတက်လာမယ်။ဒီချေတို့ကအကြောင်းအရာပြည့်ပြည့်စုံစုံကိုရေးမယ်ဆိုရင် စာပိုက်၃ပိုက်နဲ့ရေးရမယ်။စာပိုက်၃ပိုက်နဲ့ရေးရမှာဖြစ်တဲ့အတွက်ပထမဆုံးအပိုက်မှာပြုလုပ်ခဲ့တဲ့အဖြစ်အပျက်ကိုရေးရမှာဖြစ်တယ်။သားတို့သမီးတို့လည်းကို ပြုလုပ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကိုစဉ်းစားထားကြရမယ်နော်။ဒုတိယပိုက်မှာဆိုရင်အဖြစ်အပျက်အပြည့်စုံကိုရေးရမယ်။တတိယပိုက်မှာဆိုရင်တော့စိတ်ခံစားချက်တွေကိုရေးရမယ်။ သားတို့သမီးတို့ရဲ့စိတ်ခံစားချက်ဆိုတာကတော့သားတို့သမီးတို့ရဲ့ဒီအဖြစ်ပြက်နဲ့ပတ်သက်ပြီးဘယ်လိုစိတ်ခံစားရလဲဆိုတာကိုရေးရမှာဖြစ်တယ်။ဒီချက်ကအခုအမှတ်အရဆုံးအဖြစ်ပြက်တစ်ခုကို အသေးစိတ်ရေးထားတဲ့စာမျက်နှာ54မှာရှိတဲ့နမူနာစာပိုက်ကိုဖတ်ပြမယ်နော်။စာပိုက်ဖတ်တဲ့အခါဒီ channel အတူတူ live ဖတ်ကြည့်ကြနော်။ပထမဆုံးစာပိုက်မှာပြလို့ခဲ့တဲ့အဖြစ်ပြက်ကိုဘယ်လိုရေးထားသလဲဆိုရင်ပြီးခဲ့တဲ့အင်္ဂါနေ့ကအเจ้าမအတင်းလိုက်ပေါ်လုံးပြိုင်ဝဲလုပ်ခဲ့တယ်။ ဂျာကတော့စာပိုက်တစ်ပိုက်ကြီးကိုရေးဖို့အတွက်ဏိဒန်းပြုတ်လိုက်တာဖြစ်တယ်။ဒုတိယစာပိုက်မှာမှတကယ်အဖြစ်အပျက်အပြည့်စုံအကြောင်းစုံကိုရေးရမှာဖြစ်တယ်။အဲ့ဒီတော့ဒီ channel အတူတူလိုက်ဖက်ကြည့်ကြမယ်နော်။အဖြစ်အပျက်အပြည့်စုံစာပိုက်မှာဘယ်လိုရေးထားသလဲဆိုရင်ဘန္နုရသင်းနဲ့ကစားတဲ့အခါမှာဂျိုးကတော့ကျန်စစ်သားသင်းဘက်ကဂူသမားအနေနဲ့ပါခဲ့တယ်။ပွဲမစခင်သွေးပူလေးဂျင်ကန်းတွေလည်းလုပ်ရသေးတယ်။ ဂုသမဆိုတော့တခြားအသင်းကကင်သွင်းလိုက်တဲ့ဘောလုံးတွေကိုလည်းမိအောင်ဖမ်းရတာပေါ့ဘန်ဒလာအသင်းရဲ့ရှေ့တန်းကလည်းကောင်းတော့သူတို့ဂိုးမရအောင်အတော်လေးကာကွယ်ရတယ်နောက်ဆုံးမှာတော့ဒုကျန်စသားအသင်းကဘန်ဒလာအသင်းကိုနှုတ်ကိုတကူနဲ့အနိုင်ရခဲ့တယ်ဒီချေတို့အတူတူနောက်ဆုံးစာပိုက်ကိုဆက်ဖက်ကြည့်ကြရအောင်နောက်ဆုံးအပိုင်းမှာတော့စိတ်ခံစားချက်ကိုရေးရမှာဘယ်လိုရေးထားသလဲဆိုရင်ဂိုးသမားလှုပ်ခွင့်ရခဲ့တဲ့အတွက်ဒုတိတ်ကူပြောတယ် ဒိုသင်းနိုင်တဲ့အတွက်လည်းဂုဏ်ယူမိပါတယ်အဲ့ဒီစာပိုင်းမှာဆိုရင်စိတ်ကံစားချက်စကလုံးလေးကဘာဖြစ်မယ်လို့ထင်လဲစဉ်းစားကြည့်ပါအောင်သားတို့တမျိုးကြီးဟုတ်တယ်အဲ့ဒီမှာပြောတဲ့ခံစားချက်တွေရဲ့ဂုံယူမိရဲ့ခံစားချက်လေးတွေကိုထည့်ရေးထားတယ်နော်သားတို့တမျိုးတို့ကိုယ်တိုင်လည်းကိုလုပ်ခဲ့တဲ့အကြောင်းအရာတစ်ခုကိုရည်ကြည့်ကြရမယ်သားတို့တမျိုးတို့မရည်ခင်မှာတငယ်ချင်းနဲ့လည်းအရင်ဆုံးပြောကြည့်လို့ရတယ်တငယ်ချင်းနဲ့ပြောပြပြီးဆိုရင်တော့စာပိုင်းသုံးပိုင်းတည်းရည်ကြည့်လို့ရပြီနော် ကားလိုသမီးတို့ရေးပြီးပြီဆိုရင်တငယ်ချင်းနဲ့လည်းပြောကြည့်ကြပါဦးတငယ်ချင်းနဲ့ပြောကြည့်တဲ့အခါမှာလည်းတငယ်ချင်းနဲ့အပြန်အလှန်မေးခွန်းမေးတဲ့တငယ်ချင်းရဲ့လိုအပ်ချက်ကောင်းသောအချက်တွေကိုလည်းအကြံဉာဏ်ပေးတတ်ရမယ်နော်ကားလိုသမီးတို့လည်းဒီချိန်အခုတင်ကြပေးခဲ့တဲ့ပြုလုပ်ခဲ့တဲ့အဖြစ်ပြက်အဖြစ်ပြက်အပြည့်စုံစိတ်ခံစားချက်တို့ပါတဲ့စာပိုက်ကိုတားရသမီးတို့ရဲ့အမှတ်အရဆုံးအဖြစ်ပြက်တစ်ခုကိုအခြေခံပြီးအသေးစိတ်ရေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ် ဒီချိန်ရတဲ့ငင်းစားကတော့ဒီလောက်ပါပဲကွယ်။ဒီချိန်တို့နောက်ဆက်သင်ကြီးများမှပြန်တွေ့ကြမယ်နော်။ Bye bye ။